ာပေါ့။အဖက်ပြပေးသွားမှာကဒီဝီဝီမှာဖော်ပြထားတဲ့ဆောင်းမရှင်မောင်တူးရဲ့80ပြည့်အမေစုဘာတွေပြောခဲ့တယ်လဲဆိုတဲ့ဆောင်းမဖြစ်ပါလေ။အောင်ဆန်းစုကြည်80ဒီကစွမ်းရည်ပြေဝပညာရပွဲ စကားကြွယ်ဤပြောသည့်အတိုင်းမဆိုင်မတော့လောက်ပြသည်သူ အပြောတူအလုတ်တူရာဇဝင်တွင်သူပါတကား အမေစုဟာအင်္ဂလိပ်၊ပြင်သစ်၊ဂျပန်၊ဟိန္ဒူနဲ့မြန်မာဘာသာစကားတွေပါဝင်ဘာသာစကားတွေကို တက်ကြွပါတယ်အင်္ဂလိပ်စကားပြောကောင်းတယ်လို့ပြောကြပေမဲ့မြန်မာစကားကို ရွာကအကြောင်းတရားကမာကြီးတယောက်လို့ပါဠိပတ်သားတွေနဲ့ပြောနိုင်တာကအကောင်းဆုံးပါနိုင်ငံရေးခေါင်းဆောင်တယောက်နေနဲ့သူ့အသက်43နှစ်ရှစ်လေးလုံးကာလကနေအခု80ပြည့်အထိပေါ့ နှစ်40နီးပါးမိန်ကွန်းတွေအင်တာဗျူးတွေစကားဝိုင်းတွေမှာသူစကားတွေပြောခဲ့ပါတယ်ဒုတိယအကြိမ်လွတ်လပ်ရေးတိုက်ပွဲကြီးတို့လောဘကင်းရင်ငြိမ်းချမ်းရေးပဲတို့ ကျမကနဂံပတိမှာမဟုတ်ဖဲတို့စတဲ့စကားတွေကို ကျွန်တော်မှတ်မိနေခဲ့ပါတယ်ကျမပြည်သူမြတ်တာရယူခြင်းပါတယ်70ပြည့်အမေစုက ကျမဟာပြည်သူပြည်သားတွေရဲ့မေတ္တာကိုအင်မတန်မှတန်ဖိုးထားပါတယ် ပြည်သူပြည်သားတွေရဲ့မြေတားကိုရယူကြပါတယ်လို့စာပေဟောပြောပွဲမှာပြောခဲ့ပါတယ်ကျမတို့ဟာပြည်သူပြည်သားတွေကိုအားကိုးပြီးတော့အနှစ်30ကျော်နိုင်ငံရေးလုပ်ခဲ့တာဖြစ်ပါတယ်လို့လည်းပြောခဲ့တာပါဒါကြောင့်လဲဒေါန်ဆန်းစုကြည်ရဲ့စောင်ပုတ်ဟာပြည်သူသားအမိပြည်သူသားအဖအားလို့အမြဲဖော်ပြခဲ့တာပေါ့ပြည်သူနဲ့အတူဆိုတာကလည်းသူ့ရဲ့စောင်ပုတ်ပါပဲဒါကြောင့်လဲ ဆရာနာရှင်စစ်တပ်ရဲ့တက်မတော်သာအမိတက်မတော်သာအဖဆိုတာနဲ့လေဖြောင်းဖြောင်းကြီးစန့်ကျင်နေတာပေါ့အမေစုကဒီစကားတွေကို စာပေဟောပြောပွဲမှာပြောခဲ့တာပါ သူဟာရောင်းဝါအကောင်းဆုံးစာအုပ်တွေကိုအင်္ဂလိပ်မြန်မာဘာသာတွေနဲ့ရေးခဲ့တဲ့စာရေးဆရာမတဦးပါသူကအခုလိုဆက်ပြောခဲ့ပါတယ်လူထုထောက်ခံမှုကို လိုချင်ပေမဲ့လေကျမတို့ဟာပြည်သူပြည်သားတွေကိုချီးခိုက်စေမဲ့နည်းနဲ့တော့ ထောက်ခံမှုကိုဘယ်တော့မှရယူမှာမဟုတ်ပါဘူးဒီလိုထောက်ခံမှုလဲကျမတို့မလိုချင်ပါဘူးကျမတို့ကိုညှို့ညင်ရင်ညှို့ညင်ပါစေတကယ်ပဲတိုင်းပြည်ကောင်းကျိုးအတွက်လိုအပ်တဲ့ကိစ္စတွေဆိုရင်လုပ်ရပါလိမ့်မယ်တဲ့စုရဲ့တရားနဲ့စစ်အာဏာရှင်တွေရဲ့ဂျိမ်းမောင်းစကားများအမေစုရဲ့ပြည်သူ ပြည်သားတွေကိုမထိခိုက်စေခြင်းမူဆိုတဲ့စကားကိုကြားရတော့တကယ်ပဲ မထိခိုက်အောင် လုတ်ခဲ့သလားဆိုတာစဉ်းစားကြည့်ပါလေပြည်သူကိုဖမ်းဖို့တတ်ဖို့နေအိမ်တွေမိရှုဖြစ်စည်းဖို့ဝေးစွာပြည်သူတက်တာအောင်အဲဇရင်မရှိအောင် လုပ်ပေးခဲ့ပါလေဒါကြောင့်လဲအမေစုအုပ်ချုပ်တဲ့လက်ထက်မှာအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာကတော့ပြည်သူတွေအကြောက်တရားနည်းစေခဲ့တာလို့ပြောရင်မှားမယ်မထင်ပါဘူးပြန်ကြအလုတ်ကိုင်းအဒီတကြမရှိပြည်သူတွေကို ထောက်ပံ့ငွေတအိမ်တောင်ကျန်တဲ့တောင်းစီကနေ၃ခါဆိုတော့ 6000ထိပြီးခဲ့ပါတယ်။နောက်တစ်ခါတစ်ချိန်မှာ4000ထပ်ပြီးတော့သူ့လက်ထက်မှာကြက်တသိန်းစီအလကားပြီးခဲ့တာပေါ့။နောက်တစ်ခါကြက်4000တောင်ထပ်ပြီးဖို့ပြင်နေတော့အာနာသိန်းသွားလို့လေမသိရင်တော့အမေစုဆက်ရှိနေရင်ပြည်သူကနောက်ထပ်4000ရအောင်မှာပေါ့။အဲ့ဒီလိုပြည်သူကိုမထိခိုက်စေချင်ဘူးလို့ပြောခဲ့တာနဲ့စန့်ကျင်ဘက်ကစစ်အာဏာရှင်တွေကတော့ခက်ဆိုးဆိုးတွေပြောခဲ့ကြပါရဲ့။ဗိုလ်ချုပ်နေဝင်က စစ်တပ်ကမိုးပေါ်ထမပစ်ဘူးတက်တက်ပြစ်မယ်မင်းတို့ပြည်သူတွေစံနာပြရင်မတက်တာဘူးမှတ်တယ်ဗျာမယောင်နိုင်ကတော့မလုတ်ရဲတာဘာမှမရှိဘူးတဲ့သူမအုပ်ချုပ်ရရင်အလုံးကိုမီးလောင်တိုင်းသွင်းခဲ့မယ်တဲ့ DNLA ပလောင်လက်နက်ကင်အဖွဲ့ကိုတရုတ်ပြည်မှာသွားဆွေးနွေးတုန်းကမယောင်နိုင်ရဲ့ကိုယ်စားလှယ်ဗိုလ်ချုပ်ကမင်းတို့တိုင်းရင်းသားတွေကမြို့တွေတင်ထားရင်လည်းနေလို့မရစေရဘူး နေတိုင်းဘုံလာကျင်းနေမှာတဲ့အမေဆူရဲ့မြေတားစကားတွေနဲ့ဖီလာဆန့်ကျင်ဂျိန်မောင်စကားတွေပေါ့ဒါကြောင့်လဲဆန္နာပြပြည်သူတွေကို ထောင်ချီပြီးတတ်တာပေါ့ရွာပေါင်းသိမ့်ချီပြီးမိရှို့ထားပြီးပြီစာတင်ကြောင်းတွေကိုလည်းဘုံကျဲနေပြီလေမေဆူရဲ့ငိန်ချမ်းကြီးဟာယရနာကြီးတရက်ဆိုတဲ့စကားပေါ့ငိန်ချမ်းကြီးဆိုတာဟာဘလို့မှညင်းလို့မရတဲ့နောင်လာနောင်သားတွေတဲ့ ယရနာကြီးတရက်ဖြစ်ပါတယ်။ဒီယရနာကိုသာ ကျမတို့ဟာကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကို အမွေအဖြစ်နဲ့ထားခဲ့ဖို့လိုပါတယ်။ပယံသာရပစ္စည်းတွေဆိုတာလည်းအရေးမကြီးဘူး။အရေးမကြီးဘူး။လောလောဆယ်စီးပွားရေးအရာအကျိုးမြတ်ဆိုတာကလည်းအရေးမကြီးပါဘူး။လောလောဆယ်ကျမတို့ကိုထောက်ခံမှုရွေးကောက်ပွဲ ထောက်ခံမှု နိုင်ငံရေးထောက်ခံမှုဘလို့ပဲထောက်ခံမှုများပဲဖြစ်ဖြစ်အရေးမကြီးပါဘူးဒီຢာတွေဟာတစ်ခဏနဲ့ပျောက်ကွယ်သွားမယ့် အမွေနှစ်တည်ဖြစ်နိုင်ပါတယ်။တန်ဆာနာပစ္စည်းတွေဆိုတာဟာလေတစ်ချိန်တစ်ခါမှာပြောက်ွယ်သွားနိုင်တာပဲ။စီးပွားရေးဆိုတာဟာလေအတက်ကြရှိတာပဲ။ဒီကဘာကြီးမှာစီးပွားရေးတောင်းတင်းမာတယ်ဆိုတဲ့နိုင်ငံတွေတောင်းမှစီဝါကြီးအကြက်တဲနဲ့ဂျုံတဲ့အခါဂျုံရတာပဲလေဒါပေမဲ့ကျမတို့ဟာကျမတို့ပြည်တော်စုကြီးကိုတည်တံ့ခိုင်မြဲမဲ့ငြင်းချမ်းရေးအမွေနှစ်သာပေးနိုင်ခဲ့မယ်ဆိုရင်တော့ဒါဟာ တုံးလို့မကုံဖြုံးလို့မကုံနဲ့အမွေနှေးလို့ကျွန်မပြောချင်ပါတယ်ဆိုပြီးပြောခဲ့တာပါဒီငိမ့်ချမ်းကြီးတုံးမကုံဖြုံးမကုံဘန္နာတွေကိုဆရာနာသိမ့်ပြီးမင်းအောင်နိုင်ကဓညတိုက်သွားပါပြီပြည်သူတွေအတွက်မရှိတော့ပါဘူးတပီလုံးမီဟုံတောက်စစ်ပွဲတွေကနေညမပြတ်တော့ပါဘူးအမေစုကငိမ့်ချမ်းကြီးမင်းအောင်နိုင်ကစစ်မီမွေပြည်သူတွေကစစ်ပြေးစစ်ဆောင်များပေါ့ ပြောသလိုလုပ်တဲ့အမေစုလက်ထက်သာလုပ်ပိုင်ခွင့်ရှိနေစေဆိုရင်အခုလို၅နှစ်ကာလမှာငြိမ်ချမ်းရေးရနေရောပေါ့ပြည်သူအတွက်အလုံးလုပ်ဖို့ဂျမသမတလုပ်ချင်ပါတယ်မင်းအောင်လိုင်းကပြောပါတယ် "तू လုပ်ချင်လို့လုပ်ရောက်တာမဟုတ်ပါဘူး"တဲ့မဲစင်းရင်မှားလို့အာနာသိမ့်ရပါတာတဲ့အာနာကိုငန်းငန်းတက်မမောလို့လိုချင်လွန်းအာကြီးလို့အာနာသိမ့်သွားတာပါလူတိုင်းသိပါတယ် စစ်သားပဲတတိရှိရှိငါလိုချင်လို့အာနာသိမ့်တာကွာလို့မပြောရဲသူကစစ်ဖို့ကြုတ်တွေပါမေစုကတော့ကျမတမနာလှုပ်ချင်ပါတယ်တမတာလှုပ်ရမှလှုပ်ပိုင်ခွင့်ရှိမှပြည်သူအတွေ့ငင်းချမ်းရေးစီးပွားရေးတွေလှုပ်ပင်နိုင်မှာမို့ကျမတမတာလှုပ်ချင်ပါတယ်ဖြောင်းပြောပါတယ်ဖြောင်းလှုပ်တဲ့မိမပါ2008ဥပဒေအရသူတမတမဖြစ်နိုင်တော့လေတမတအထက်နေရအောင်လုပ်ပြီးတော့ ငံတော်တာမင်ခံပို့ကိုတောင်လှုပ်လိုက်ပါသေးတယ်သူ့လက်ထက်လမ်းတွေ ကောင်းလာတဲ့ကာသမားတွေတည်ဆုံးပါကုံစင်းနှုံးတွေစိုးရကနေတည်ငြိမ်လာတယ်အိမ်ရှင်မတွေတည်ဆုံးပါစစ်ပွဲတွေမရှိသလောက်နေပါလာတယ်စစ်သားတွေတည်ဆုံးပါလျှက်စစ်မီးတွေမှန်လာတဲ့ SME လုပ်ငန်းရှင်တွေတည်ဆုံးပါစောက်ထိုးစင်းအခြေအနေတွေကနေအတက်ကိုဦးတည်လာခဲ့တာပေါ့အဲ့ဒါကိုမဲဆိုင်အကြောင်းပြလက်နဲ့အာကိုတင်လိုက်တော့အကုံပြက်ကုံပါတယ် တပီလုံးကပြည်သူတွေကြီးလန့်စာသာဖြစ်ကြုံတွင်မကအာနာသိန်းစစ်တပ်ကြီးတစ်ခုလုံးလဲကြီးလန့်စာသာဖြစ်ပြီးကပေးတင်နေကြပါပြီအဲ့ဒါအမေစုရဲ့ငင်းချမ်းရေးလမ်းစဉ်ကို တွေးဖြီးထားရဲ့အကျိုးဆက်ပေါ့အမေစုကိုတမတာလောက်ခွင့်မပေးတာကြောင့်ဖြစ်လာရတဲ့ဆိုးကျိုးတွေပေါ့အမေစုရဲ့ပညာရေးအတွက်အရေးကြီးဆုံးစကားဘွေရမပညာတတ်တယ်လို့ထင်နေကြတယ်အဲ့ဒါ မဟုတ်ပါဘူးလို့ကျမတို့အတန်တန်အလီလီ ပြောရပါတယ်။တက္ကသိုလ်ဘွဲ့ရပြီးတော့အလုပ်မရနိုင်လို့ရှိရင်ဘာလုပ်မလဲ။ပညာသင်တယ်ဆိုတာကိုယ့်ဘဝကိုထိန်းချောင်းနိုင်ဖို့ကိုယ့်ဘဝကိုရည်တည်နိုင်ဖို့အတွက်ပညာသင်တာပဲ။အဲ့ဒါကိုဓိကထားပြီးတော့အားပေးနိုင်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့မိဘတွေဟာတက္ကသိုလ်ဘွဲ့ရတာကိုလက်တွေ့ကျကျမကြည့်ပဲနဲ့ဂုံပကာသနာတစ်ခုလိုကြည့်နေပါတယ်။ဘဝစုံကြီးနဲ့တပ်ပုံရိုက်ချိတ်ထားတာကအရေးကြီးနေတယ်လို့ထင်နေကြတယ် ျမတို့ပြည်သူပြည်သားတွေကဒီစိတ်ဓာတ်တွေမထားသိမှုလက်တွေ့ကြကြကိုယ့်ရဲ့သားသမီးတွေကိုအတမွေးဝမ်းကြောင်းပညာသင်ကျင်ဖို့ကိုအားပေးစေချင်ပါတယ်။ဘွဲရပြီးတော့တကယ်အလုပ်ရနိုင်တယ်ဆိုရင်တော့ကောင်းတာပေါ့နော်။ဘွဲသာရတဲ့အလုပ်မရရင်နှစ်ပေါင်းများစွာပညာသင်ခဲ့ရတာတွေကဘာအတွက်လဲလို့ဒေါန်စွမ်းသူကြီးကလူမှုတွေးဆောင်ဘွဲမှာပြောခဲ့တာပါ။မြမပြည်မှာ KSS ဘွဲရအလုံးလက်မဲ့တို့ဘီရီပြဇက်မြင်သားတို့ ဇယဝင်စေးတုတ်ရောင်းစားတာတို့ဖြစ်နေခရတာကတာရကတွေပါ။ဒါကြောင့်အမေစုဟာအာနာရလာတာနဲ့အသက်မွေးဝမ်းကြောင်းတင်နန်းကြောင်းတွေတီထောင်တော့တာပေါ့။လေးငါးနှစ်တော်လေးပညာရေးတွေအရှင်ရလာနေရမှ မတရားလောဘသမားအာနာသိမ့်လိုက်တော့အရှင်ရနေတဲ့ညီမပညာရေးခားလေကအဖြစ်ခံလိုက်ရတာပေါ့။နောက်ထပ်လေပညာရေးဆိုင်ရာ အမေစုပြောစကားတွေရှိနေပါသေးတယ်။ အမေစုရဲ့ဆုံးမစကားအမေစုရဲ့80ပြည့်အမွေးနေ့ကဂျွန်လ19နဲ့19ရက်မှာရောက်ပါပြီဒီချိန်မှာပဲပညာရှိတဦးဘိုးသူဒ္ဓများသူတဦးနိုင်ငံရေးထိပ်သီးခေါင်းဆောင်ကြီးတဦးဖြစ်သူတောင်ဆန်းစုကြည်ရဲ့ခီးတင်တစ်ခုမှာလူလူကဆုံးမစကားပြောပြဖို့တောင်းဆိုတဲ့အတွက်အခုလိုဆုံးမစကားပြောခဲ့ပါတယ်အခုနေဦးဒေါ်လာရေးတွင်မှာပြည်သူလူထုကြားဒေါ်လာရေးဖွဲ့စည်းတွေအများပြားချား ဒီစကားလေးကိုသိရှိကြားမိနိုင်ပါစေရေးတင်ပြပေးလိုက်ပါတယ်။အမေစုက အခုလို ပြောခဲ့တာပါ။ညီညီညွတ်ညွတ်နေကြပါ။ကြောင်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့။ဒီလိုမညီမညွတ်မနာလို့ဖြစ်ကြရင်တိုးတက်မှုရှိမှာမဟုတ်ပါဘူးတဲ့။ပဲပွဲပဲဖြစ်ဖြစ်ဘာစီစဉ်မဲ့ဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်မြမပြည်သားတွေအချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာကဘာဖြစ်လို့လဲဆိုတော့ တူတူပဲပြောမယ်နော်မကြရင်လည်းမတက်နိုင်ဘူးအဲ့ဒါကအရေးပါခြင်းကြလို့တဲ့အဲ့တော့အရေးပါခြင်းစရာ မလိုပါဘူးကိုဟာလှုပ်တင်လှုပ်ထိုက်တာကိုလုံနေလို့ရှိရင်ကို့မှာတန်ဖိုးရှိပြီးသားပဲဘယ်နေရာမှာမှ ရှေ့တိုးနေဖို့မလိုဘူးကျမရှေ့တန်းမှာနေတဲ့သူတွေကိုလည်းနောက်တန်းကလူတွေထက်ပိုပြီးတန်ဖိုးမထားပါဘူးစင်မြင့်ပေါ်တရသူတွေကိုလည်းစင်မြင့်အောက်ကသူတွေထက်ပိုပြီးတော့တန်ဖို့မထားပါဘူး လူတိုင်းလူတိုင်းဟာတူတံဖို့နဲ့သူရှိပါတယ်အဲ့ဒါကိုယုံကြပါကျမခဏခဏပြောပါတယ်ကျမတို့ပြည်သူပြည်သားတွေဟာရောင်နဲ့တယောက်နားလိုတာတယောက်နဲ့တယောက်စောင်းမြောင်းကြတာတယောက်နဲ့တယောက်တိုက်ခိုက်ကြတာဟာအခြေခံအပြင်ကိုကိုကိုယုံကြည်မှုမရှိလို့ပဲကိုကိုကိုယုံကြည်လို့ရှိရင်ဘသူကိုမှမနာလိုစရာအကြောင်းမရှိပါဘူးကိုကိုကိုယုံကြည်နိုင်အောင်နေသွားကြပါယုံကြည်နိုင်အောင်လို့ နေသွားကြပြီလို့ရှိရင်အချင်းချင်းတကယ့်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်။မှန်ပါတယ်။မြေဥဒေါ်လာရင်းမှာတဦးချင်းကစ조사လေလာလုံလဝရိယတွေထားကြပြီးကိုကိုကိုယုံကြည်မှုရှိအောင်တိစောက်ကြပြီးအနာလိုဝင်တိုတာတွေမထားကြပဲ80ပြည့်အမေစုပြောခဲ့တဲ့အတိုင်းညီညွတ်ရေးကိုတိစောက်ကြပါစို့ဒါမှလည်းဆရာနာရှင်တွေကိုရှင်းလင်းဖယ်ရှားနိုင်ပြီးအောင်ပွဲမုတ်ချ 呀妈，不，看呀。